တင်းပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်းတဆမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်းတဆမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခန့်အပ်ပါတယ်ခင်ဗျာအခုတကပရမအုံဆုံးနေတင်ဆက်ပေးခြင်းတဲ့တင်းကတော့အမြောက်တက်၃လေးလေးမှစကောင်းစီတပွဲဝင်တွေထိခိုက်တိုက်စုံမှုများပြီးအစိုးလိုက်ပြုံလိုက်ထွက်ပြေးနေတဲ့တင်းကိုတင်ဆက်ပေးကြပါမယ်လက်ရှိမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ ငတိုင်းချောင်းမြောက်ဆန်းအမြောက်တက်အာမတ်တ၃လေးလေးကနေပြီးအကြံပတ်စစ်ကွေးတွေဇူးလိုက်ပြုံလိုက်ထွက်ပြေးနေကြတယ်လို့သတင်းရရှိပါတယ်။ပြီးခဲ့တဲ့ဇွန်လဒုတိယပတ်အတွင်းကတိုက်ပွဲဖြစ်ပွားနေစဉ်တွင်အဲ့ဒီအမြောက်တက်ကစစ်ကွေး16កောင်ထွက်ပြေးသွားတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ထံကသိရပါတယ်။ဇူးလိုက်ပြုံလိုက်ထွက်ပြေးလာတဲ့တပ်ပြေးတွေကိုသတင်းပေးတွေကရကွက်အုပ်ချုပ်ရေးမှူးတွေကိုအကြောင်းကြားလို့ပြန်ဖမ်းမိသွားတာတွေရှိပါတယ်။တိုက်ပွဲတွေကိုပြန်ပို့တယ်လို့သိရပါတယ်လို့ငတိုင်းချောင်းဒေတာကန်တအူးကပြောပြပါတယ်။အဲ့လိုထွက်ပြေးသွားသူတွေကရှေ့ဦးဟာလွတ်မြောက်သွားပြီး ဂျန်နေသူတွေဟာစကောင်းစီလက်အောက်ခံရက်ွက်အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကအာမတ၃၄လေးတို့သတင်းပေးတိုင်ကြားလာတဲ့အတွက်တပြေးအိုင်ခြေဝါမှာဖမ်းမိသွားတယ်လို့သိရှိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့ဇွန်လတတိယပတ်အတွင်းကလည်းရေကြည်မြို့နယ်လေတီခြေဝါကိုတပြေး၁၅កောင်ရောက်ရှိလာတယ်လို့ဒေသခံများထံကသိရပါတယ်။အရေးဖွဲ့ဟာတခြားဒေသကိုထွက်ပြေးဖို့ကာကားနေစဉ်တွင်အိုင်းတပြူလမ်းဆုံးနယ်ဘန်တော်ကြီးတရာခေကစကောင်းစီနယ်ရဲတွေကလာဖမ်းသွားတယ်လို့သိရပါတယ်။လက်ရှိမှာအမြောက်တပ်၃၄လေးအနည်းထိ တော်လန်ရေးတက်များကလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတဲ့သူကတိုက်ပွဲတွေပြင်းထန်နေပြီးလက်နက်ကြီးတချို့ကိုဂျုံပြောခါလိုက်ရ36တွင်စကောင်းစစ်ကနေရာရွှေ့ထားရပါတယ်။ဒါပြင်ဒဏ်ရာရစကောင်းစီတပွဲဝင်နေတဲ့အရာရှိတချို့ကလည်းဂျုံပြောမျိုးတို့ကိုတုံးလိုက်ထွက်ပြေးလာရမှာ။ထို့သောထွက်ပြေးလာတဲ့သူတွေကိုစကောင်းစစ်ကတိုက်ပွဲတွင်ပြန်ပိုးခဲ့တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးချင်တဲ့သတင်းကတော့တောင်တွင်ကြီးမှာစမှုတန်းကြီးစာမတန်ခောက်ခတ်နေတဲ့အိုးပေါက်ကြီးဝအုပ်ချုပ်ရေးမှုခင်မောင်လက်ကိုပြစ်ခတ်တိုက်ခိုက်ရမှာ။ နေရာမှာတင်ပွဲချင်းပြီးသိဆုံးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှာစစ်မှုတန်းကြီးအစမတန်ခောက်ခတ်နေတဲ့အိုပေါ့ချေးဝါအချုပ်ရည်မှုခင်ပေါင်လက်ကိုပြစ်ခတ်တိုက်ခတ်ရမှာနေရာမှာတင်ပွဲချင်းပြီးသိဆုံးသွားခဲ့တယ်လို့ပုံနာဝရီပြည်သူ့ကားဝေးရေးတပ်မတော်ဝင်ရှိသူတအူးကပြောပြပါလိမ့်။ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာတောင်တွင်းကြီးမြို့နယ်အိုပေါ့ချေးဝါမှာအချုပ်ရည်မှုပြည်စော်ဒီခေါင်းဆောင်ခင်ပေါင်လက်ကိုတော်လန်ရေးဖွဲတွေက၎င်းရဲ့နေအိမ်တွင်ဝင်ရောက်တိုက်ခိုက်ရမှာပွဲချင်းပြီးသိဆုံးသွားခဲ့တယ်လို့သိရပါတယ်။ အဒီတိုက်ခိုက်မှုတွေမှာအုပ်ချုပ်ရေးမှုခင်မောင်လက်ရဲပြစောတိတွေကဒေါ်လန်ရေးတပွဲတွေကိုပြန်လည်ခူးကန်တိုက်ခိုက်ခဲ့တာကြောင့်ဒေါ်လန်ရေးပေါ်တူးလည်းကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။သူကတော့မခူးကန်နိုင်ဘူး။ကျွန်တော်တို့ကိုပြန်လည်ခူးကန်ဖို့လုပ်တဲ့ချိန်မှာကျွန်တော်တို့ကတန်းပြီးတော့ပြစ်ခတ်ရှင်းလင်းလိုက်တာ။သူ့ကိုရှင်းပြီးသွားတဲ့ချိန်အိမ်ထဲမှာလူရှိမရှိဝင်တဲ့ချိန်မှာအလဲငိုက်ဓာတ်နဲ့ဝင်ထိုးပြီးတခါတည်းထွက်ပြေးသွားတာ။ပြစောတိဖွဲ့ထားတာကတေဝါလုံးနေပါရှိပါတယ်။ငကိုကလည်းတင်းနှန်းစင်းနေပါတယ်။နောက်ပြီးသူတို့ကလည်းညင်ညွတ်တယ်။သူ့အိမ်ထဲမှာလည်းအမြဲတမ်းကင်းဘုံလို့လို့ဝင်နေတဲ့သူတွေကရှိတယ်။ ။နောက်ပြီးအိုပေါ့ရွာဆိုတာကလည်းနေပြီးတော့တောင်တွင်းကြီးရထားလမ်းမိုင်းမှာရှိတာ။ဒေါရီတောင်နေထူတတ်တယ်။ယုံမအဆက်ရွာတွေဖြစ်တဲ့အတွက်သူတို့နေရာတွေကအပိုင်ရှိတယ်။နောက်ပြီးအဲ့ဒီသေသွားတဲ့ခင်မောင်လက်စစ်ကိုလည်းတောင်တွင်းကြီးကပ္ပဆာ18ကစစ်ခွေးတွေအများအန်တပတ်ကိုနှစ်ကြိမ်လောက်ဝင်ထွက်ရှိတယ်။စစဲမှုတွေတောက်လျှောက်လုပ်တယ်လို့ပြည်သူ့ကောက်ွယ်ရေးတပ်ပုံနာဝတီတောင်တွင်းကြီးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကရှင်းပြပါတယ်။အဲ့လိုနေရာမှာတင်ပေါ်ခြင်းပြီးသေသွားတဲ့ဘူစော်ဒီခေါင်းဆောင်ခင်မောင်လက်ဟာပြည်သူများကိုချင်းချောက်ရိုက်နေခြင်းစမှုထန်ချေးတွေကို၎င်းရဲ့အုပ်စုအတွင်းမှာစာမတန်ငွေချေးကောက်ခံခြင်း တလဲနဲ့ဝါလဲတွေကိုဂိတ်ဖွင်းကစာမတန်ငွေချေတောင်းယူပြီးတော့အတိုင်းွယ်ဂျေးသူများကိုပါရိုင်းနှံနှိမ့်ဆက်ခြင်း၎င်းရဲ့အုပ်စုအတွင်းမှာရှိတဲ့ဂျေးဝါများကိုပြည်သူစေပြုစောတီတင်နန်းပေးပြီးပြည်သူစေဖွဲ့စည်းခြင်းရွေကောက်ပွဲဖျံပြောင်းစစ်ရေးအတွက်ဂျေးဝါများကိုဖိအားပေးခိုင်းစေခြင်းတွေပြုလုပ်နေသူဖြစ်တယ်လို့သိရပါတယ်အခုခေမောင်လက်ကိုရှင်းလင်းတဲ့အချိန်မှာကျွန်တော်တို့ရဲဘော့တအူကြာသွားရပါတယ်သူတို့ပြုစောတီတွေကတုံးပြန်တိုက်ခိုက်လို့ပေါ့နောက်ပြီးခေမောင်လက်ကတော်တော်ဆိုးနေတာရွေကောက်ပွဲဖြစ်ဖို့လဲဖိအားပေးတယ်စမှုထမ်းခြင်းလဲစာမတန်ကောက်တယ် နောက်ပြီးသူကပြူစော်တီးတင်တန်းတွေလည်းဖွင့်ပြီးတော့လက်နဲ့တဆင့်ဖို့လုံနေလို့ကျွန်တော်တို့ကရှင်းလင်းခဲ့ရတာလို့ပုံနာဝရီပြည်သူ့ကားခွေရေးတပ်မတာဝန်ရှိသူတအူးကပြောပြပါလိမ့်အဆိုပါတကိုင်းမှုကိုပြည်သူ့ကားခွေရေးတပ်ပုံနာဝရီတောင်တွင်ကြီးတရက်ခရိုင်မှငါးတရင်မကွေးတောင်းပိုင်းပြည်သူ့ကားခွေရေးဖွဲ့တွေကပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့လိုင်းဒါယာမှာနိုင်ငံရေးပုံမနဲ့ဖန်ဆီးထားတဲ့မဆွန်ပွင့်လိုင်းကိုရဲတွေလက်ထဲကနေပြစ်ခတ်ကဲထုတ်သွားကော ဖြစ်ခဲ့မှုကြောင့်ဒူရဲအုပ်တကောင်သိဆုံးပြီးရဲရရှိတဦးဒဏ်ရာရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်တိုင်းလိုင်းတရားမြို့နယ်မှာနိုင်ငံရေးပုံမှန်နဲ့ဖမ်းဆီးထားတဲ့မဆွန်ပွင့်လိုင်းကိုရဲတွေလက်ထဲကနေပြစ်ခတ်ခဲ့ထုတ်သွားမှုဖြစ်ပွားခဲ့ပြီးအဲဒီဖြစ်ခဲ့မှုကြောင့်ဒူရဲအုပ်တကောင်သိဆုံးကရဲရရှိတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အကြံဘတ်စတက်ရဲ့တရင်ထုတ်ပြန်ချက်နဲ့ဒေသနေပြည်သူများရဲ့ပြောဆိုချက်တွေရသိရပါတယ်။ယမန်နေ့ဇူလိုင်လ1ရက်နေ့ည9:30မိနစ်ချိန်ကလိုင်းတရားမြို့နယ်ရှေးပိုင်းရဲစခန်းမှာ အကြံဖက်တိုက်ပြည့်ရေဥပဒေပုံမှန်90အညာနဲ့ဖမ်းဆီးထားတဲ့မဆွန်ပွန်လိုင်ဟာအရေးပေါ်နာမကျန်ဖြစ်တာကြောင့်လိုင်တရာမျိုးနယ်ဇေယုံကိုဒူရဲအုံနှစ်ဦးကခေါ်ဆောင်လာခဲ့ကြောင်းအဲလိုခေါ်ဆောင်လာစဉ်မှာလိုင်တရာမျိုးနယ်ဇမှုစုံနှင့်မင်ကြီးမဟာမင်းကောင်းလန်ထိပ်အရောက်လုံနှစ်ဦးကဒူရဲအုံနှစ်ဦးကိုပြစ်ခတ်ပြီးတော့ဖမ်းဆီးခံထားရတဲ့မဆွန်ပွန်လိုင်ကိုကဲထုတ်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်အဲလိုမဆွန်ပွန်လိုင်ကိုကဲထုတ်စဉ်မှာပြစ်ခတ်ခံရတဲ့ဒူရဲအုံတဦးဟာတနက်တိုင်းရနဲ့တည်ဆုံးခဲ့ပြီးတော့အမျိုးသမီးဒူရဲအုံကတော့ပခုံးကြည့်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း အရင်နောက်ရဲရဲဖန်ဆီးမှုခံထားရတဲ့မဆွန်ပွင့်လိုင်းကလုံမြောက်သွားကြောင်းသိရှိရပါတယ်။အဆိုပါဖြစ်စဉ်ကြောင့်လိုင်းတရားတစ်မျိုးနဲ့လုံးမှာယမနေ့ညပိုင်းကအဲဇင်းနေစစ်ချင်းလမ်းများပိတ်ဆို့ပြီးတော့စစ်ဆေးချင်းများကိုလုံဆောင်ခဲ့ပြီးတော့အရင်မှာလုံငယ်တချို့လည်းဖန်ဆီးခံခဲ့ရတယ်လို့ဒေသနေပြည်သူတွေကပြောဆိုပါတယ်။ယမနေ့ညက၈နာရီ30မိနစ်အချိန်မှာလိုင်းတရားမျိုးနဲ့တမာကုန်းစင်ယုံနားမှာကားများကိုစစ်တပ်နဲ့ရဲပြူစော်တီများကပိတ်ဆို့စစ်ဆေးခဲ့ပြီးတော့မပုံးတင်တဲ့ရမောင်းလိုက်စင်အတူကိုင်းဆောင်ခဲ့တဲ့လုံငယ်တအုပ်ကိုစစ်တပ်ကဖန်ဆီးသွားတယ်လို့သိရပါတယ်။ မင်းညားကလိုင်းတရားမှာရဲတွေဖြစ်ခတ်ခံရပြီးတဦးသေးသွားလို့စစ်စင်းမှုတွေဖြစ်တယ်။လိုင်းတရားတရားတွေချက်ချင်းပိတ်သွားတယ်။ဘရင်နောင်တရားအောင်စရာတရားရွှေပီတာတရားဘန်းလိုက်တရားအကုန်ပိတ်ထားတာ။ညားတကောင်ရန်လောက်မှပြန်ဖွင့်တယ်လို့လိုင်းတရားမျိုးနယ်ရှေ့ပိုင်းမရှိရကွာမှာနေထိုင်တဲ့ပြည်သူတဦးကရှင်းပြပါတယ်။ဒါပြင်ဒီကနေ့မနက်စောပိုင်းမှာလည်းလိုင်းတရားမျိုးနယ်အတွင်းမှာနေကင်းချိန်အဲဇရင်စစ်မှုတွေလှုပ်ဆောင်သွားမယ်လို့ရကွက်အုပ်ချုပ်ရေးဖွဲ့များထံကိုစစ်တပ်ကတရားဝင်အသိပေးလာတယ်လို့လန်ဒါယာမျိုးမှာရကွက်အုပ်ချုပ်ရေးဖွဲ့ဝင်တချို့ထံမှသိရပါတယ် နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့စကောင်းစီရဲ့နိုင်ငံခြားငွေဝင်ထွက်စည်းရင်းအမြန်မပြတ်ဆက်စည်းပြီးအတုံးစွဲခွင့်ပြုမှုတွေကိုမယောင်းနိုင်တာတိုက်ရိုက်ကင်တွဲတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါလိမ့်မယ်မြန်မာနိုင်ငံရဲ့နိုင်ငံခြားငွေဝင်ထွက်စည်းရင်းကိုအကြံပေးစစ်ကောင်းဆောင်မယောင်းနိုင်တာလားစင်အမြန်မပြတ်ဆက်စည်းချိရှုတဲ့ပြင်နိုင်ငံခြားငွေတုံ့ဆွဲမှုဆိုင်ရာအဆုံးဖြတ်များကိုလည်း၎င်းကပင်တိုက်ရိုက်ကင်တွဲတယ်လို့သိရှိရပါတယ်2023ခုနှစ်အတွင်းကမယောင်းနိုင်ခံရခဲ့တဲ့နိုင်ငံခြားသုံးငွေကြီးချမ်းမှုကော်မတီဥက္ကဋ္ဌဒုတိယဘုတ်ချုပ်ကြီးမုံမြင့်ထွန်းကို အလွယ်သုံးစားလုံမှုနဲ့အာဂတိလိုက်စားမှုတွေကြောင့်ယာတို့ကနေဖယ်ရှားခဲ့ပြီးတော့ဗိုလ်ချုပ်ကြီးမြတ်ထုံးကိုနိုင်ငံသားသုံးဝေးကြီးချမ်းမှုကော်မတီဥက္ကဋ္ဌဖြစ်စာထုတ်ခန့်အပ်ခဲ့ကြောင်းအဲဒီနောက်မိုးမြင့်ထုံးကိုဖယ်ရှားပြီးနောက်မှာမြန်မာနိုင်ငံမှာနိုင်ငံသားဝင်းဝေးတုံဆွဲမှုအထွက်စီးရင်တွေကိုမင်းအောင်လင်က၎င်းထံသို့လာဆင့်ပုံမှန်စီးရင်ကန်စာတင်ပြစေတယ်လို့သိရပါတယ်အရင်ကတော့နိုင်ငံသားသုံးဝေးကြီးချမ်းမှုကော်မတီဥက္ကဋ္ဌဖြစ်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထုံးကိုမင်းအောင်လင်ကအာဏာကုန်လွှဲရပြီးနိုင်ငံသားငွေတုံဆွဲမှုဆိုင်ရာကိစ္စများမှာတအူးတဲ့ဆုံးဖြတ်လုံပိုက်ခွင့်ပေးခဲ့ကြောင်း ဒါပေမဲ့မုံမြင့်ထွန်းကျူးလွန်ခဲ့တဲ့နိုင်ငံသားငွေရောင်းဝယ်ဆိုင်ရာအကတိမှုတွေဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာမင်းအောင်လင်ကနိုင်ငံသားငွေဒုံဆွဲရမယ့်မြေတီကိစ္စမဆို၎င်းရဲ့ခွင့်ပြုချက်မပါဘဲမဆောင်ရွက်ရန်ပမာဏကြီးမားတဲ့နိုင်ငံသားသုံးဝေဒုံဆွဲမှုတွေကိုနိုင်ငံသားသုံးဝေကြီးချမှုကော်မတီဥက္ကဋ္ဌများထုံးဦးတဦးတဲ့ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲနဲ့မင်းအောင်လင်ရဲ့ခွင့်ပြုတည်ပြုချက်နဲ့သာဆောင်ရွက်ရတာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်မင်းအောင်လင်ကနိုင်ငံသားငွေကိုဂုံသွယ်မှုမှလုံဝေမရှိစေရတဲ့အတွက်၎င်းကိုယ်တိုင်ဖိဖိစစ်စစ်ကင်တော်ရန်ညွှန်ကြားထားပြီးတော့ဇလက်နဲ့ပစ္စည်းတွေအပါအဝင် ရဟရဲ့နဲ့လေရင်ဝဲယူရေတို့ကိုလည်း၎င်းကတိုက်ရိုက်ဆုံးဖြတ်တယ်လို့သိရှိရပါတယ်။ရခိုင်အာနာရှင်ဟောင်းတန်းရွှေလက်ထက်ကနိုင်ငံငွေစီမံခန့်ခွဲမှုတွေကိုကိုယ်တိုင်ကန်တော်ခြင်းမရှိဘဲအခြားစစ်ဘုတ်ကျုပ်တွေကိုတာဝန်ပေးရခဲ့ပေမဲ့လည်းလက်ရှိမင်းအောင်နိုင်ကတော့နိုင်ငံငွေဆိုင်ရာမူဝါဒများကိုကိုယ်တိုင်ချမှတ်ယုံတာမကနိုင်ငံငွေနဲ့ပတ်သက်တဲ့အသေးစိတ်စီမံခန့်ခွဲမှုတွေကိုပါဝင်ရောက်ပါဝင်နေတယ်လို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့မေလ30ရက်နေ့နေပြည်တော်မှာလှုပ်ဆောင်ခဲ့တဲ့ငလျင်ဘေးလုံမြမစီးပွားရေးပြန်လည်ကူစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းတုံးတက်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာပြီးခဲ့တဲ့2024-2025ဘဏ္ဍာရေးနှစ်တွင်ဘိုးကုံအမေရိကန်ဒေါ်လာ14.8ဘီလီယံရှိပြီးတော့ဒွင်းကုံအမေရိကန်ဒေါ်လာ12.49ဘီလီယံရှိကြောင်းကုန်သွယ်ရေးပုံငွေဟာအမေရိကန်ဒေါ်လာ2ဘီလီယံကျော်ရှိကြောင်းကုန်သွယ်မှုအမေရိကန်ဒေါ်လာ29.29ဘီလီယံဘိုးရှိကြောင်းသို့တော့ကုန်သွယ်မှုမဟုတ်တဲ့ NAND trade မှာနိုင်ငံခြားငွေလုံငွေပြသမှုအများပြားတယ်လို့ဂျန်ဘက်စကောင်းဆောင်မင်းအောင်လင်ကပြောဆိုခဲ့ပါတယ်အဲဒီလို NAND trade ကြောင့်နိုင်ငံခြားငွေလုံငွေပြသနေခြင်းအကြောင်းရင်းများကိုစစ်ဆေးရမှာ ပြည်ပသို့ထွက်ခွာမှုများပြားတာကိုတွေးရှိရပြီးတော့နိုင်ငံငွေတုံးဆွဲမှုများပြားခဲ့ကြောင်းပြည်ပမှတရားမဝင်ပစ္စည်းတွေတင်သွင်းမှုတွေပါဝင်ပြီးတရားမဝင်ရောင်းဝယ်မှုများရှိကြောင်းမယောလင်ကဆိုထားပါတယ်။ဒါပြင်ပြည်ပမှမှာယူတင်သွင်းတဲ့ပစ္စည်းများများပြားနေတာကိုလည်းတွေ့ရပြီးအရင်နေရာမှာပြည်တွင်ထုတ်ကုန်ပစ္စည်းများနဲ့ဇာထိုးနိုင်ရေးအတွက်လှုံ့ဆော်ကြရမှာဖြစ်တယ်လို့မယောလင်ကဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒေါ်နယ်ထရန့်ရဲ့ဘတ်ဂျက်မူကြမ်းကို Republican တွေထောက်ခံမယ်ဆိုရင်ကိုယ်ပိုင်နိုင်ငံရေးပါတီထောင်မယ်လို့မတ်စတရီပေးတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ အမေရိကန်တမရဒေါ်နယ်ထရန့်တင်သွင်းတဲ့အခွန်နဲ့အုံစည်းရဲ့အဆိုမူချမ်းကိုလွတ်တော်ထဲမှာမဲခွဲအတည်ပြုနိုင်အောင်အာနာယရီပပ်ဘလစ်ကန်ပါတီကပံ့ပိုးပေးခဲ့မယ်ဆိုရင်သူ့အနေနဲ့နိုင်ငံရေးပါတီအသစ်တစ်ခုထူထောင်သွားမယ်လို့အီလွန်မတ်စ်ကသတိပေးခဲ့ပါတယ်။လက်ရှိကမ္ဘာပေါ်မှာချမ်းသာဆုံးတထေကြီးဖြစ်တဲ့အီလွန်မတ်စ်ဟာအမေရိကန်တမရဒေါ်နယ်ထရန့်ရဲ့လူသီးရှင်ကြားခွာပြဲမသွားခင်အထိ၎င်းတို့နှစ်ဦးကအရင်းနှီးဆုံးနိုင်ငံရေးမဟာမိတ်တွေဖြစ်ခဲ့တယ်လို့ဒေါ်နယ်ထရန့်ရဲ့ဆိုရဖွဲ့ထဲမှာပါပါဝင်ခဲ့ပူးပါတယ်။ဒါပေမဲ့ခုံခါးတွေရှင်းချပြီးဂါကွယ်ရေးဒုံစည်းရဲကိုတိတိတတ်တာမြင့်တင်မဲ့ အမေရိကန်တမရဒေါ်နယ်ထရန့်ရဲ့ဘတ်ဂျက်မူကြမ်းကိုအီလွန်မတ်စ်ကအပြင်းထန်ဝေဖန်ရာကနေသူတို့နှစ်ဦးကြားဆက်ဆံရေးဟာခါတီးသွားခဲ့ပါတယ်။လက်ရှိမှာထရန့်ကသူ့ရဲ့အခွန်မူကြမ်းကိုအင်မတန်လှပခံထားတယ်လို့ညွှန်းဆိုထားပေမဲ့လည်းအီလွန်မတ်စ်ကတော့ဒါဟာဆက်ဆုပ်စရာမူမမှန်မှုတစ်ခုလို့ပုတ်ခတ်ခဲ့ပါတယ်။အခုချိန်မှာတော့ထရန့်ရဲ့ဘတ်ဂျက်အဆိုမူကြမ်းကိုလွတ်တော့မှာဒီပြူးချက်ရရှိနိုင်ရေးဆွေးနွေးတဲ့အဆင့်ကိုရောက်နေပြီးတော့အီလွန်မတ်စ်နေနဲ့ Republican မတ်တီကဆိုအောင်မြင်အောင်ဝိုင်းဝန်းထောက်ခံကူညီမှလားဆိုတာကိုစောင့်ကြည့်ရမယ်လို့လည်းပြောပါတယ်။ ဒါပြင်အီလိုမတ်ဆာ2024ခုနှစ်ရွေးကောက်ပွဲကာလတုန်းကထရန့်ကိုရော Republican Party ကိုပါနိုင်ငံရေးမုံငွေအများဆုံးကြော်တောင်းနောက်ကန်ထဲဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူကထရန့်ရဲ့ဘတ်ဂျက်အဆိုကိုသာထားမြောက်သွားရင် Republican တွေကိုကြော်ခိုင်းပြီးတော့ကိုပိုင်ပါတီတစ်ခုထူထောင်သွားမယ်လို့ကြေညာခဲ့ပါတယ်။အခုတော့ပြောလိုက်တဲ့အီလိုမတ်ဆာရဲ့စကားဟာ American တမရဒေါ်နယ်ထရန့်နဲ့သူနဲ့ကြားမှာ Republican နိုင်ငံရေးအမတ်တွေကိုအကြီးအကျယ်အနေကျဆင်မဲ့ဖိအားတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ ပြီးတော့ trend အတွက်လည်း Elon Musk ကဓာတ်ရိုက်စင်ခေါ်မှုတစ်ခုအနေနဲ့ရှုမြင်လာစရာရှိပါတယ်။တကယ်လို့ဒီလောက်ယူမိုက်တဲ့ငွေကြေးသုံးဆွဲမှုဆိုမှုချမ်းမျိုးသာဒီကနေ့မှလွတ်တော်ရဲ့တည်ပြုချက်ရခဲ့မယ်ဆိုရင်မနက်ဖြန်မှာ American Party ကိုသူကထိုးထောင်ရလိမ့်မယ်လို့ Elon Musk ကဒူပိုင်ဆိုင်တဲ့လူမှုကွန်ရက်မီဒီယာ X မှာရေးသားကြေညာလာခဲ့ပါတယ်။ American ဟာ Democratic တွေနဲ့ Republican တွေပဲပြိုင်ဆိုင်နေတာမျိုးမဟုတ်ပဲပြည်သူလူထုရဲ့အတန်ကိုအမှန်တကယ်ဖော်ပြနိုင်မယ်။နောက်ထပ်အပြောင်းလဲအင်အားစုတစ်ခုလိုအပ်လာနေပြီလို့ Musk ကဆိုထားပါတယ်။ ဒါကြောင့် mass ကထရန်ရဲ့ဗချမ်းမှုကြံအစိုးကိုကန့်ကွက်နေတဲ့ Kentucky ပြည်နယ်ကိုစားပြု Republican အောက်လွတ်တော်အမတ် Thomas Massey ကိုထောက်ခံတယ်လို့လည်းသူ့ရဲ့တီလင်းသဘောထားမှတ်ချက်ကိုပေးထားခဲ့ပါတယ်။တကယ်လို့ဒါအဲဒီလိုထရန်ရဲ့ဗချမ်းမှုကြံကိုဝိုင်းဝန်းထောက်ခံကြမယ်ဆိုရင်နောက်နှစ်ကစားလို့လွတ်တော်နှစ်ရလုံးက Republican မတ်တီဟာသူ့ရဲ့ထောက်ခံအားပေးမှုကိုစုံစုံရလိမ့်မယ်လို့တောင်းတချိန်မှာ Mass ကတတိပေးခဲ့ပါတယ်။ဒါပြင်အီလိုမတ်ဆာ2024ရွေးကောက်ပွဲမှာ Republican တွေအတွက်ဒေါ်လာတန်300လောက်ကိုရရရော်ရော်လှူဒါန်းထားသူဖြစ်ပါတယ်။လက်ရှိအခြေအနေတွေအရတော့ ဒေါ်နယ်ထရန့်နဲ့အီလွန်မတ်စ်ရဲ့ကြားကဆက်ဆက်ရေးဟာပုံမတင်းမှခါတိလာမယ်လားလားရှိနေပြီလက်ရှိထရန့်ရဲ့ဘတ်ဂျက်အစိုးပြုမူကြမ်းကိုဆုံးတည်စမ်းကြည့်မဲ့သဘောမျိုးကိုမတ်စ်ကရှင်းရှင်းလင်းလင်းပြသလာခြင်းလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးတည်နားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ပြတင်းပြပါသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ